ကျောင်းသူလေးမှာထမင်းစားဖို့ပတ်စံမရှိခဲ့ဘူး။နေ့တိုင်းသူမကစားတော့ဆိုင်ကအလကားရတဲ့ထမင်းဖြူကိုပဲစားနိုင်ခဲ့တယ်။တနေ့မှာကျောင်းအုပ်ကြီးကကျောင်းရဲ့ပတ်ဝန်းကျင်ကိုပြသဖို့ TV စီစဉ်တစ်ခုကိုအင်တာဗျူးပေးခဲ့တယ်။ကျောင်းအုပ်ကြီးကသတင်းထောက်တွေကိုကျောင်းစားတော့ဆိုင်နဲ့လှည့်လည်ပြသရင်းကျောင်းသားတိုင်းကအဟာရပြည့်ဝတဲ့အစားအစာကိုစားနိုင်ကြတယ်လို့ယုံကြည်ချက်ရှိရှိပြောလိုက်တဲ့အခါမှာပေါ့။သူကကောင်မလေးရဲ့စကွဲပေါ်မှာထမင်းဖြူတစ်ပကံနဲ့ရေတစ်ခွက်တည်းကိုပဲမမျှော်လင့်ပဲတွေ့လိုက်ရတယ်။ကျောင်းအုပ်ကြီးကကောင်မလေးနေမကောင်းလို့ဖြစ်နိုင်ကြောင်းဒါကြောင့်အဲ့ဒီနေ့မှာထမင်းဖြူပဲစားတာဖြစ်မယ်လို့အလင်းအမြန်ရှင်းပြခဲ့တယ်။ဒါပေမဲ့ကောင်မလေးကထမင်းဖြူကပဲအလကားရလို့ပါလို့ပြန်ပြောခဲ့တယ်။လူတစုကသူမစီလျှောက်လာတာကို င်တော့ကောင်မလေးကထမင်းဖြူကိုပါပတ်စံကောက်တော့မယ်လို့ထင်သွားခဲ့တယ်။သူမကသူ့စီမှာရှိသမျှပတ်စံအားလုံးကိုအလင်းမြန်ထုတ်လိုက်တယ်။ပရိသတ်တွေကဒီမြင်ကွင်းကိုတွေ့လိုက်ရတဲ့အခါသူတို့အားလုံးကအเจ้าကအเจ้าသားတွေကိုဘယူးမဆိုင်ဘူးလို့ဝေဖန်ကြတော့တယ်။ဘာဖြစ်လို့လဲဆိုတော့အเจ้าကပတ်စံများကြီးရှာနိုင်ပေမဲ့အเจ้าသားတွေကထမင်းတော်ဝယ်မစားနိုင်လို့ပါပဲ။ကောင်မလေးရဲ့စကားကိုကြားပြီးတဲ့နောက်အเจ้าအုပ်ကြီးကအယံအံ့ဩသွားခဲ့တယ်။သူကကောင်မလေးကိုဆင်းရဲတဲ့အเจ้าသားတွေတွေပေးတဲ့ဗန္နာရဲ့အထောက်ပံ့ကိုဘာလို့မလျှောက်ထားတာလဲလို့မေးခဲ့တယ်။ဒါကကောင်မလေးကိုအယံကြောက်လန့်သွားစေခဲ့တယ်။သူမကဗန္နာရဲ့အထောက်ပံ့အတွက်ခွဲတန်းကအတန်းကောင်းဆောင်အတွက်ဖြစ်ပြီးသူမကအတန်းကောင်းဆောင်နဲ့မရှင်ပြန်ရဲဘူးလို့ပြောခဲ့တယ်။ဘုတ်အဖွဲ့ဝင်တွေကအယံဒေါသထွက်သွားကြတယ် ယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ကဆင်းရဲတဲ့ចောင်းသားတွေအတွက်ရန်ပုံငွေအများကြီးလှူဒန်းခဲ့လို့ပါဒါပေမဲ့အခုရန်ပုံငွေတွေကိုတစုံတယောက်ကအလွဲသုံးစားလုပ်သွားခဲ့တယ်ဒါပေမဲ့တရင်ထောက်ကစပွဲပေါ်ကရွှေတစိုက်ကိုစိတ်ဝင်စားသွားခဲ့တယ်ចောင်းအုပ်ကြီးကအဲ့ဒါကိုချက်ချင်းမှတ်မိလိုက်တယ်အဲ့ဒါကပထမတန်းစားတိုက်ပွဲဝင်သူရဲကောင်းတစိုက်တစ်ခုဖြစ်နေတယ်ကောင်မလေးကတစိုက်ကသူ့အဘိုးပိုင်ဆိုင်တာလို့ပြောခဲ့တယ်သူ့အဘိုးကငငယ်တုန်းကစစ်ပွဲမှာပါဝင်ခဲ့ဘူးတယ်ကောင်မလေးရဲ့အခြေအနေကိုသိရှိသွားပြီးတဲ့နောက်ចောင်းအုပ်ကြီးကသူ့အဘိုးကိုလေးစားသမှုပြတဲ့အနေနဲ့သူ့မောက်ကိုလေးလေးစားစားဥညွတ်အယူတည်ပေးခဲ့တယ်ကောင်မလေးကသူတို့ဒီလိုလုပ်เสียမလို့ပါဘူးလို့အလျင်မြန်ပြောလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့နိုင်ငံတော်ကကွယ်ဖို့ကလူတိုင်းရဲ့ ောင်ဖြစ်လို့ပါပဲ